ဟုတ်ကဲ့ပါကျွန်တော်တို့ဒီကနေ့မှာတော့ဒီ Real Voice Channel ကနေပြီးတော့ကျွန်တော်တို့ဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ထားသူကတော့ကျွန်တော်တို့ဒီမန္တလေးတိုင်းဒေသရဲ့တွတ်တော်ကိုစလေကိုစားပြုကော်မတီကနေပြီးတော့အတွင်ရမှုဖြစ်တဲ့ဆရာဦးမြင့်အောင်မိုးနဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်အော်ကျွန်တော်တို့ကဒီမန္တလေးတိုင်းရဲ့ဒီလွတ်တော်ကိုစားပြုကော်မတီနဲ့မေးမဲ့ အကြောင်းကတော့ဒီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မန္တလေးတိုင်းကကျွန်တော်တို့တော်လန်ကြီးမှာအဓိကကြတဲ့အခန်းကဏ္ဍပါတယ်တကယ်လဲတိုင်းကြီးတတိုင်းလည်းဖြစ်ခဲ့တယ်ဖြစ်တယ်နောက်တစ်ခုကတော့ဟိုလောလောဆယ်ဒီဘာပဲပြောပြောပြည်သူလူထုစိတ်ဝင်စားတဲ့မန္တလေး PDF တို့ဘာတို့ကလည်းဒီဒေတာဖြစ်တယ်ပေါ့နောက်ဒုတိယချက်ကတော့ Federal Unit ရဲ့စုဖွဲ့မှုတွေမှာကျွန်တော်တို့အခုပြောပြောနေကြတယ်စဉ်းစားနေကြတယ်စုဖွဲ့မှုတွေနဲ့ပတ်သက်ပြီးတော့မြန်မာပြည်အလဲပိုင်းပေါ့နော်ပမာလူမျိုးပေါ့အဲ့လိုပဲပြောပါတော့အများစုနေထိုင်တဲ့ တိုင်းကြီးတွေသုံးတိုင်းလောက်ရှိတယ်ပေါ့နော်။သကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်းပေါ့။အဲ့ဒီတိုင်းကြီးတဲကလည်းတိုင်းတစ်တိုင်းရေးပါတဲ့တိုင်းကြီးဖြစ်တယ်။ဖြစ်တယ်ပေါ့။နောက်တစ်ခုကတော့ကျွန်တော်တို့မန္တလေးဒေသရဲ့ပြည်သူတော်လှန်ရေးအစုတွေရဲ့ဒီပေါင်းစပ်ညှိနှိုင်းမှုဇင်းကြံကိုကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းပဲပေါ့။ကျွန်တော်တို့၂ရက်နဲ့၃ရက်စက်တင်ဘာလ၂ရက်နဲ့၃ရက်နေ့ဒီမှာကျွန်တော်တို့ကျင်းပခဲ့ပြီးတော့အဲဒီယာယီသမရာကြီးရောဝင်းကြီးချုပ်ကောဒီ လွတ်တော်ကိုယ်စားလှည့်တာလွတ်တော်ပြည်သူလွတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌရောကျန်တဲ့အစုဘွဲ့တွေတော်တော်များများကနေပြီးတော့တက်ရောက်လာတဲ့အဲဒီဒီအခမ်းအနားကြီးရှိခဲ့တယ်ပေါ့နော်ဒါကလူတိုင်းကနေပြီးတော့အဲဒီခမ်းအနားပေါ်မှာလည်းစိတ်ဝင်စားမှုရှိကြတယ်အဲ့ဒီလိုအချက်တွေကြောင့်ကျွန်တော်တို့ကမေးသွားမှာဖြစ်ပါတယ်မေးတဲ့အခါမှာလည်းကျွန်တော်တို့အပိုင်းနှစ်ပိုင်းနဲ့မေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမပထမပိုင်းမှာတော့ဒီလွတ်တော်မန္တလေးဒေသမန္တလေးတိုင်းလွတ်တော်ရဲ့ ီပေါ်ပေါက်လာပုံနေနောက်မန္တလေးတိုင်းနဲ့ပတ်သက်တဲ့ဒီအစီမံရေးဆွဲရေးပေါ့ဒီအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့စီမံရေးဆွဲရေးကိစ္စတွေနောက်တစ်ခုကတော့ဒီမန္တလေးတိုင်းအစီမံရေးဆွဲရေးနဲ့ဒီဒီအစီမံနဲ့ပတ်သက်ပြီးတော့ဒီရေးဆွဲတဲ့ဟိုလုပ်ငန်းစဉ်တွေရှိမယ်နောက်တစ်ခုကတော့မဒီမန္တလေးတော်လိုင်းအင်အားစုများရဲ့ပေါက်ဆက်ညှိနှိုင်းမှုဇင်းကြံအကြောင်းတွေရှိပါမယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာပဲ မန္တလေးဒီမူချမ်းရေးဆွဲခဲ့ပြီးတော့မူချမ်းနဲ့ပတ်သက်တဲ့အကျိုးကိစ္စလေးဒီကိုပထမပိုင်းမေးမြန်းသွားမှာဖြစ်ပါတယ်ဒုတိယပိုင်းအနေနဲ့ကတော့ကျွန်တော်တို့အနေနဲ့ကဒီမန္တလေးဒေသကြီးဂျာကာလာအစီမံတွေကဆရာတို့ရေးဆွဲထားတဲ့အချက်တွေကထူးခြားတဲ့အချက်လေးဒီပုံမှာကျွန်တော်တို့အမြင်လေးတွေကိုဆရာနဲ့အပြန်အလှန်ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့ဒီတည်းမှာလည်းသူနာဇင်းချန်ရဲ့အခန်းကဏ္ဍကိုလည်းကျွန်တော်တို့အဲထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ ဒီဘောကနေပြီးတော့ပဲခုနပြောတဲ့မန္တလေးမစက်တဲ့ဘောပေါလာမေဒီမန္တလေးဂျာကာလာဒီအုတ်ချုပ်ရေးကောင်စီရဲ့အဖွဲ့အစည်းပုံလေးအုတ်ချုပ်ရေးကောင်စီဖွဲ့စည်းမဲ့အကြောင်းလေးရွေးချယ်ရေးကော်မတီကိစ္စတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အဲဒီမှာတစ်ဆက်တည်းပဲဒေတာဒရအုတ်ချုပ်ရေးကိစ္စမျိုးတွေပါနိုင်တယ်ဆိုတော့ NUG နဲ့ဆက်ဆံရေးကိစ္စတွေထူးထူးခြားခြားတွေ့ရတာတွေကိုကျွန်တော်တို့ပြောပြောမှာဖြစ်တယ်ဆွေးနွေးပြီးတော့နောက်တစ်ခုနောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီမှာဟိုနိုင်ငံရေးအမြင်တွေပေါ့တနည်းအားဖြင့်တော့ ီမကြခင်လုပ်မဲ့အတူရောက်ရွေးကောက်ပွဲပေါ်မှာသဘောထားတွေအဲလက်ရှိစီးရေးပေါ်မှာအမြင်နေနဲ့နိုင်ငံတကာပေါ်မှာအမြင်လေးတွေကိုဆွေးနွေးပြီးတော့မှဆရာတို့ဒီအခန်း30မှာရေးထားတဲ့အသွင်ကူးပြောင်းရေးဆိုင်ရာအကျိုးတင်ပြင်ဆင်မှုပြတ်ထန်းချက်တွေကိစ္စနဲ့အသွင်ကူးပြောင်းရေးပေါ်မှာဆရာတို့အမြင်တွေကိုကျွန်တော်တို့ဒုတိယပိုင်းမှာဆွေးနွေးမှာဖြစ်ပါတယ်ဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့ဒါဆိုရကျွန်တော်တို့ပထမပိုင်းကိုစလိုက်တာပေါ့ဆရာရေပထမပိုင်းမစခင်ဆရာရေဟို ဆရာဦးမြင့်အောင်ဘိုးကိုမိတ်ဆက်ပေးပါမိတ်ဆက်ပြီးတော့တော်တော်ကြောင်းလေးလည်းမိတ်ဆက်ပေးပါဆရာပါဝင်မှုကန်းကန်းနာဟုတ်ကဲ့ပါဗျအာမင်္ဂလာပါဗျအဲကျွန်တော်ကဒီလက်ရှိမန္တလေးတိုင်းလွတ်တော်ကိုစားပြုကော်မတီရဲ့အတွင်ရင်းမှုတာဝန်အထမ်းဆောင်နေပါတယ်အဲလက်ရှိပေါ်ဆောင်ပြီးသွားတယ်မန္တလေးဒေသဂျာကာလာနိုင်ငံရေးအစီအမံနဲ့ပတ်သက်ပြီးတော့မှမူချမ်းရေးဆေးရေးကော်မတီကျွန်တော်အလုပ်ဖွဲ့ဝင်တအူးလည်းဖြစ်ပါတယ်လက်ရှိ ဒီစက်တင်ဘာ2ရက်3ရက်နေ့မှာ ကျင်းပသွားတဲ့ဒေါ်လာရင်းအားစုများပေါင်းစပ်ညီနိုင်ရေးအဲဈင်းချမ်းမှာကျွန်တော်တို့အစုဖွဲ့အဲလွတ်တော်ကိုယ်စားများအစုဖွဲ့အနေနဲ့ကျွန်တော်တို့အဖွဲ့ဝင်တဦးနေလည်းဟိုပါဝင်ခဲ့တာဖြစ်ပါတယ်ဗျအဲကျွန်တော်မန်လီတိုင်းလွတ်တော်ကဒီပေါ်ပေါက်လာတဲ့အဲအနေထားလေးကတော့ကျွန်တော်တက်နိုင်များဟိုဟိုအချင်းချင်းပြီးပဲကျွန်တော်တင်ပြပေးပါမယ်။ဘာလို့ဆိုတော့ဟိုအချိန်အားဖြင့်ကျွန်တော်တို့ဟိုရှိတာဖြစ်တဲ့အတွက်လေ။အဲ့တော့ကျွန်တော်တို့ဖေဖော်ဝါရီ 2021ဖေဖော်ဝါရီဒီမှာကျွန်တော်တို့အာနာသိမ့်ပြီးတော့နောက်ပိုင်းမှာလူထုလှုပ်ရှားမှုတွေအဲနဲ့အတူကျွန်တော်တို့ဒီဖေဖော်ဝါရီလ6ရက်နေ့မှာပဲကျွန်တော်တို့မန်လီတိုင်းလွတ်တော်ပေါ့လေအဲလွတ်တော်ကိုခေါ်ယူခဲ့တယ်ဒီကိုယ်စလဲတွေနဲ့လက်မှတ်ထိုးနိုင်ဖို့ကျွန်တော်တို့ကြိုးစားပြီးတော့မှအဲ့ဒီနေ့မှာပဲကျွန်တော်မန်လီလွတ်တော်ကိုစားပြုကော်မတီဆိုပြီးတော့မှအဲစတင်ပေါ်ပေါက်လာတာပါ အဲတိုင်းနေမှာကျွန်တော်လွတ်တော်ခေါ်တယ်9ရက်နေ့မှာကျွန်တော်မန္တလေးတိုင်းလွတ်တော်ကုစားပြုကော်မတီစတင်ပေါ်ပေါက်လာတယ်အဓိကရည်ရွယ်တာကဒီလွတ်တော်ခေါ်ယူကျင်းပနိုင်ခြင်းမရှိတဲ့အခါမှာကုစားလွတ်တော်ရဲ့လုပ်ငန်းစဉ်တွေကိုလုံးဆောင်နိုင်ဖို့ဆိုပြီးတော့မှာကျွန်တော်တို့အဲလွတ်တော်ကုစားပြုကော်မတီကိုစတင်ဖွဲ့စည်းခဲ့တယ်အဲရေးရကော်မတီ၄ခုနဲ့ကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်အဲဒီ2021ကနေအခုလက်ရှိ2025အတွင်းမှာဒီမန္တလေးဒေသတွင်းမှာရှိတဲ့အဲစီရီယန်တွေ ထောက်ပံ့စီဗီယန်တွေကိုကျွန်တော်တတ်နိုင်မြတ်အာဒီကူညီထောက်ပံ့တဲ့လုပ်ငန်းစဉ်တွေနိုင်ငံရေးအကျဉ်းသားတွေကိုကျွန်တော်ထောက်ပံ့တဲ့လုပ်ငန်းစဉ်တွေနိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီးတော့မှဥပဒေဆောင်ရကူညီဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေအဲဒီဒီလုပ်ငန်းစဉ်တွေပေါ့လေ။နောက်လူသားဆန္ဒပေါ့။လူသားချင်းဆန္ဒရေးဆိုင်ကိစ္စတွေအဓိကဒီလုပ်ငန်းစဉ်တွေကိုကျွန်တော်တို့ဒီ2021ကနေ2025အတွင်းမှာဒီမန္တလေးလွတ်တော်ကိုစားပြု ကော်မတီအနေနဲ့ကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်မန္တလေးလွှတ်တော်ကုစားမှုကော်မတီကနေပဲမန္တလေးတိုင်းလွှတ်တော်တွေကိုခေါ်ယူကျင်းပပြီးတော့မှဒီလုပ်ငန်းအစီအစဉ်ဆောင်ရွက်တဲ့အခါဒီမှာလည်းကျွန်တော်တို့ပါဝင်လာခြင်းဖြစ်ပါတယ်ဗျဟုတ်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်အခုဆရာမိတ်ဆက်ပြီးတော့ဆရာကဒီမန္တလေးတိုင်းဒေသကြီးလွှတ်တော်ရဲ့ဒီတော်လိုက်ရေးကာလမှာပါဝင်နေပုံနဲ့ဆောင်ရွက်ခဲ့တဲ့အကြောင်းတွေကိုဆရာတို့ဖော်ပြသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ ဆရာကိုမေးကျင်တာလေးကတော့ဆရာတို့ဒီမန္တလေးဒေသတော့ပြည်သူတော်လှန်ရေးအင်အားစုများပေါင်းစပ်ညှိနှိုင်းမှုဇင်းကြံနဲ့ပေါ်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 လာတယ်ပေါ့နော်ပြီးတဲ့အခါကျတော့ကျွန်တော်တို့အရိယာနေပြီးတော့ဆရာတို့ဒီမန္တလေးတိုင်းလွှတ်တော်ကိုစားပြုကောမဒီကနေပြီးတော့ဒီမှာပူပေါင်းဆောင်ရွက်ခဲ့တဲ့ဆောင်ရွက်မှုတွေဆရာတို့ရဲ့ဒီဆောင်ရွက်နေတဲ့ဆောင်ရွက်ချက်တွေနဲ့ဒီဂျာကာလာအစီအမံဖော်ထုတ်ရေးလုပ်ငန်းစဉ်ဆွေးနွေးမှုတွေကိုဆရာတို့ဟို အားရစရာကောင်းတယ်ပေါ့ဆရာ။ FDC ပေါ်မှာ Federal Democratic Charter ပေါ်မှာအခြေခံပြီးတော့ဆရာတို့ဆောင်ရွက်ခဲ့တယ်ပေါ့။ဥမာ2023ခုနှစ်ကနေပြီးတော့ဂျာကာလာအစီအမံဖော်ထုတ်ရေးလုပ်ငန်းစဉ်ဆွေးနွေးမှုတွေကိုဆရာတို့စလုပ်တယ်။အဲ2024ဇူလိုင်12ရက်နေ့မှာတော့လွတ်တော်နဲ့နိုင်ငံရေးပါတီတွေကနေပြီးတော့လွတ်တော်ကနေပြီးတော့ဒါကိုသဘောတူညီမှုရရှိတယ်။ သဘောတူပြီးတော့အတည်ပြုခဲ့တယ်ပြီးတော့2024ခုနှစ်အော်တိုဘာလ10ရက်နေ့မှာဒီခုနဂျာကာလာအစီအမံဖော်ထုတ်ရေးလုပ်ငန်းစဉ်ဒီကော်မတီပေါ့အစီအစဉ်နေနဲ့ပတ်သက်ပြီးတော့ဆရာတို့အတည်ပြုနိုင်ခဲ့တယ်ပေါ့လွှတ်တော်ကနေအဲ့ဒီဟာလေးကိုကျွန်တော်တို့ရှင်းပြပေးပါဆရာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဗျအဓိကကတော့ကျွန်တော်တို့တွန်လိုင်းအားစုများအဲပေါင်းဆက်ညီနိုင်ရင်းကြံပေါ်လေပေါ်ပေါက်လာတဲ့အနေထားရေကျွန်တော်မန္တလေးဒေသဂျာကာလာနိုင်ငံရေးအစီအမံ မူချမ်းထဲမှာအခန်းတစ်ခန်းအနေနဲ့ပေါ့လေအခန်းငါးပေါ့ပါလာတဲ့အနေထားလေးပေါ့လေအဲ့တော့ဟိုမန္တလေးကကျန်တဲ့ဟိုပေါ့ဟိုတိုင်းနေနဲ့ဟိုတမူထူးနေတယ်လို့တော်တော်များများကျွန်တော်တို့လည်းပြောဆိုရင်ခံရတယ်ပေါ့လေအဲ့တော့အဓိကကျွန်တော်တို့ဒီစစ်အာဏာသိမ်းမှုဖြစ်စဉ်ပေါ့လေ2021ဖေဖော်ဝါရီတရနေ့မှာဖြစ်ခဲ့တယ်ဖြစ်ပြီးနောက်ပိုင်းမြေပြင်သပိတ်တွေစပြီးတော့မှပေါ်ပေါက်ကလေးကကျွန်တော်တို့မန္တလေးတိုင်းအတွင်းမှာ ဒီအင်အားစုတွေအစုံပေါ့လေကျွန်တော်တို့အဲလွတ်တော်ကိုယ်စားလှယ်တွေပါမယ်ပါတီပါမယ်အဲပါတီတွေပေါ့လေပါတီတွေဆိုရင်ကျွန်တော်တို့ဒါမှန်းလေးတိုင်းအတွင်းကနေမှတော်လိုင်းကြီးစကြတဲ့ကယနေ့ချိန်ထိ NIR နဲ့ပါဝင်နေတဲ့အဲပါတီနှစ်ခုပဲရှိပါတယ်ဒီမြို့သားလူမျိုးစုဖွဲ့ချုပ်ပါတီ NLD ရဲ့နောက်လူမောင်ဒီမိုကရက်တစ်ပါတီ DBNS ကဒီပါတီတွေပါတယ်ပေါ့လေနောက်ကျွန်တော်တို့ ဒီ CDM တွေပေါ့တကယ်ဟိုဝန်ထမ်းဝန်ကြီးဌာနပေါင်းစုံက CDM တွေပါတယ်။နောက် CSO တွေအမျိုးသမီးအဖွဲ့တွေနောက်မတန်ဆွမ်းတွေတမကတွေပေါ့ဒါအမြင်ပြင်တပိတ်မှာကလေးကအဲကျွန်တော်တို့ကလက်တွဲပြီးတော့မှအတူတူပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။အတူတူဟိုစီစီလုံးနဲ့လက်တွဲခဲ့ကြတယ်။တော်လိုင်းအချို့ကွေတွေကျွန်တော်တို့အပြောင်းအလဲတွေဖြစ်တယ်။မြေပြင်ကျွန်တော်တို့တပိတ်တွေကိုဆောင်ရွက်ဖို့အားနည်းလာတယ်ပေါ့လေ။မြေပြင်မှာကျွန်တော်တို့ဖမ်းလာပြီးစီးတာတွေအဲကျွန်တော်တို့ပြစ်ခတ် တက်ဖြတ်တာကြီးကျွန်တော်တို့တအားနဲ့ကြီးထွားလာတဲ့အချိန်မှာမြေပြင်သဘိတ်တွေအဲကိုကျွန်တော်တို့တဖြည်းဖြည်းချင်းနည်းလာတဲ့အခါမှာကျွန်တော်မန်လေးတိုင်းအတွက်မှာရှိတဲ့ဒီအင်အားစုတွေကပဲ online platform ကနေကျွန်တော်ရအောင်စုစည်းခဲ့ကြတယ်။အဲ online platform ကနေကျွန်တော်ရအောင်စုစည်းပြီးတော့မှကျွန်တော်မန်တိုင်းစုံစည်းရဆိုပြီးတော့မှလာစဉ်ကျွန်တော်တို့ပုံမှန်တွေ့တယ်မန်လေးဒေတာတွင်ကျွန်တော်ရဲ့မန်လေးတိုင်းအတွက်မှာရှိတဲ့အာဒီလူလူလှောင်ရှားမှုတွေနဲ့ပတ်သက်တာတွေကျွန်တော်တို့လွှတ်တော်ဆိုရင်လွှတ်တော်ကူစားပြီးကော်မတီရဲ့ဆောင်ရွက်ချက်တွေ နောက်ဒီတမကတွေចောင်းသောတမကတွေအလုံးစုံတမကဒီအစုအဖွဲ့အသီးသီးပေါ့လေနောက်မန္တလေးရဆိုရင်ကျွန်တော်တို့ဒီ AFCC လို့အဖွဲ့မျိုးတွေပေါ့လေတပိတ်ဟိုလူလူပိတ်အဖွဲ့တွေနောက် MFN လို့မျိုးចမ်းမာရေးအဖွဲ့တွေပေါ့လေဒီအဖွဲ့တွေအစုံအညီပေါ့လေကျွန်တော်တို့ပါပါတယ်တဦးချင်းလည်းပါတယ်လို့တဖွဲ့ချင်းလည်းပါတယ်တပိတ်ဆိုရင်လည်းခေါင်းစဉ်မျိုးမျိုးနဲ့ဥပမာပြောရရင်ကျွန်တော်တို့အင်မတန်အားကောင်းခဲ့တဲ့မြင်းညံလူလူတပိတ်တို့ဒီအောင်မင်းလည်းတပိတ်တို့ အောင်မေတာဆန်ကျောင်းသားဒါမူးတွေကျွန်တော်တို့တပိတ်အင်အားစုတွေအားလုံးကိုစုပေါင်းပြီးတော့မှဒီမန်တိုင်းစုံစည်းရဆိုပြီးတော့ကျွန်တော်တို့တစ်လျှောက်လုံးကျွန်တော်တို့တွေးခဲ့တယ်ဒီတော်လိုင်းရင်းနဲ့ဆိုင်တဲ့နိုင်ငံရေးနဲ့ဆိုင်တဲ့စီးရေးနဲ့ဆိုင်တဲ့ update တွေကျွန်တော်တို့ပေးခဲ့ကြရတယ်ပေါ့လေပေးရင်းနဲ့ဒီလိုစုံစည်းလာကြခြင်းနဲ့2023 August လမှာမှဒီနိုင်ငံရေးအစီအမံတွေပေါ့လေစတင်အဲစဉ်းစားတာကဒီစီးရေးအရာကျွန်တော်မန်လေးဒေသမှာလည်းစီးရေးတွေကဝင်ရောက်လာနိုင်တယ် စုံမိုးဒေတာတွေထင်းကျုံဒေတာတွေဖြစ်လာရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲလေယာဉ်တွေမဖြစ်ဖို့အတွက်ဂျာကာလာနိုင်ငံရေးအစီအမံတော့ကျွန်တော်တို့ဖော်ထုတ်တင်ပြီဆိုပြီးတော့2023ဒီဩဂုတ်လမှာကျွန်တော်တို့စတင်စဉ်းစားခဲ့တယ်ဆွေးနွေးခဲ့ကြတယ်တိုင်ပင်ခဲ့ကြတယ်ကျွန်တော်တို့အချိန်ကြီးပေါင်းများစွာကျွန်တော်တို့ဒီ brainstorming တွေရောကျွန်တော်လုပ်ခဲ့ကြတယ်ပေါ့လေလုပ်ခဲ့ရင်းနဲ့မှာဒါကြီးကိုဟုတ်ပြီလုပ်တင်ပြီဆိုပြီးတော့မှကျွန်တော်တို့ပထမအဦးဆုံးမန္တလေးဒေသဂျာကာလာနိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာချိတ်ဆက်ညှိနှိုင်းရေးနဲ့ မူချမ်းရေးဆွဲရေးလုပ်ငန်းအစီအစဉ်ဆိုပြီးတော့မှအစီအစဉ်ကိုကျွန်တော်တို့စတင်ရေးဆွဲပါတယ်ဒီမှာကျွန်တော်တို့ဒီအစုအဖွဲ့တွေအစုံလင်ပါပြီးစဉ်းစားကြရတယ်ဆွေးနွေးကြရတယ်တိုင်ပင်ကြရတယ်ဒီအစီအစဉ်ကြီးပေါ်ပေါက်လာတဲ့အခါမှာကျွန်တော်တို့2024အောက်တိုဘာ10ရက်နေ့မှာအာဒီကျွန်တော်မန်တိုင်းစုံစည်းရာကနေမှာပထမအဆင့်ကျွန်တော်အားလုံးသဘောတူညီချက်တွေကိုမန်လီတိုင်းလွှတ်တော်ကနေမှာအတည်ပြုပြီးတော့မှလုပ်ငန်းအစီအစဉ်ဆိုတော့ပေါ်လာပါတယ်ဒီလုပ်ငန်းအစီအစဉ်ကနေမှာကျွန်တော်တို့အစုအဖွဲ့6စုကနေမှာ မူကျန်းရေးဆွဲရေးလုပ်ငန်းတွေကိုစတင်လှုပ်ဆောင်ဖို့အာကျွန်တော်တို့ဒီကွန်ပဏီမှာဒီမူကျန်းရေးဆွဲရေးအဖွဲ့ရှိတယ်ချိတ်ဆက်ညီနိုင်ရေးအဖွဲ့ရှိတယ်ပေါ့လေဒါမျိုးတွေကျွန်တော်တို့ခွဲပြီးတော့မှပရလဲအပြိုင်လုပ်ခဲ့ကြပါတယ်အဲ့တော့ main ကွန်ပဏီမှာကျွန်တော်တို့ဆွေးနွေးရမယ့်ဟာဆွေးနွေးတယ်မူကျန်းရေးဆွဲရေးကွန်ပဏီကနေမှအခု12ခန်းဖြစ်လာမယ့်အကြောင်းအရာတွေကိုကျွန်တော်တို့စတင်ပြီးတော့မှဆွေးနွေးခဲ့တယ်ချိတ်ဆက်ညီနိုင်ရေးအဖွဲ့ရတယ်ကျွန်တော်မန်လေးဒေတာတွင်မန်လေးဒေတာအပြင် NCC NUG CRPH လို့အဖွဲ့တွေနောက်တိုင်းရင်းသားညီကိုမွန်မာအဖွဲ့တွေနောက်သခိုင်းမကွေးလို့ကျွန်တော် Federal Unit လွှတ်တော်တွေနဲ့အဲ့ဒီရေးဆွဲမှုမဆိုင်ကြတာကျွန်တော်တွေးဆမှုတွေကိုချိတ်ဆက်ညီနိုင်အဖွဲ့ကချိတ်ဆက်ညီနိုင်တွေးဆတာတွေလုပ်ခဲ့တယ်မူချမ်းရေးဆွဲအဖွဲ့ကနေမှကျွန်တော်တို့မူချမ်းရေးဆွဲတဲ့လုပ်ငန်းစဉ်တွေကိုကျွန်တော်တို့တစ်လျှောက်လုံးကျွန်တော်တို့လုပ်ခဲ့တယ်ပေါ့လေအဲ့တော့လုပ်ခဲ့တဲ့အခါမှာလဲလာစဉ်လာစဉ်ကျွန်တော်တို့ဆွေးနွေးချက်တွေပြီးတဲ့ ဇွနေချက်တွေကိုအခန်းတစ်ခန်းချင်းအလိုက်ဖြစ်စီနှခန်းအလိုက်ဖြစ်စီကျွန်တော်ပြည်သူလူထုကိုအတိပေးထုတ်ပြန်တာတွေကျွန်တော်လုပ်ခဲ့တယ်။ပြည်သူလူထုရှိရာနေမှာပြန်ပြီးတော့မှကျွန်တော်တို့အာအကြံပြုစာတွေကိုကျွန်တော်လက်ခံပြီးတော့မှဇွနေမှုတွေလုပ်ခဲ့တယ်။အဲဒီလိုလုပ်ခဲ့ရင်လုပ်ခဲ့ရင်နေမှာအခန်းဆန်တစ်ခန်းကိုဒီအခန်းကားအနေနဲ့ပေါင်းစပ်ညီနိုင်ရေးဇင်းညံဆိုတာပါလာတယ်။အပေါင်းစပ်ညီနိုင်ရေးဇင်းညံဘာလို့ပေါ်ပေါက်လာလဲဆိုတော့ကျွန်တော်တို့ဒီလုံထုံးလုံကြီးရဥရိယာဆိုတာကဒီလုပ်ငန်းစဉ်တွေကို လွတ်တော်ကအတည်ပြုပြာတန်းရတာမှန်တယ်ဒို့ဝိမဲ့လွတ်တော်ကအတည်ပြုပြာတန်းမှုမတိုင်ခင်မှာဒီကျွန်တော်တို့ online မှာပါဝင်နေတဲ့ဒီကျွန်တော်တို့ရဲ့ဒီအစုဖွဲ့အတီးကြီးပေါ့လေတမကားတွေတပိတ်တွေ CDN တွေဒီအစုဖွဲ့တွေကလည်းဒီပါဝင်မှုမှာကျွန်တော်တို့ပါဝင်ခဲ့တယ်အဲ့အတွက်ကျွန်တော်လွတ်တော်မှာနောက်ဆုံးအတည်ပြုပြာတန်းမှုမလုပ်ခင်မှာတော့ပနာမအဆင့်နေနဲ့ရေးဆွဲထားတဲ့ဥပဒေမူကြမ်းတွေကိုဒီဖြစ်စဉ်ကိုကျွန်တော်တို့ဖော်ဆောင်တဲ့ အဒီတော့ကျွန်တော်တို့ဒီ online အားစုနဲ့ပေါင်းစပ်ညီနိုင်ရေးဇင်းနဲ့ဆိုပြီးတော့မှအဲကျွန်တော်တို့ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်အခုဒီ online အားစုနဲ့ပေါင်းစပ်ညီနိုင်ရေးဇင်းတယ်မှာပဲကျွန်တော်တို့အခုအခန်းစံကမ်းပါတယ်မိုင်းလီဒေတာဂျာကာလာနိုင်ငံရေးအစီအမံမူကြမ်းကိုပနာမအဆင့်ဒီစက်တင်ဘာ2ရက်နဲ့3ရက်နေ့မှာကျွန်တော်တို့အတည်ပြုနိုင်ခဲ့ပြီဒီအတည်ပြုပြီးတဲ့ပနာမအဆင့်အတည်ပြုပြီးတဲ့မူကြမ်းကိုစက်တင်ဘာ4ရက်နေ့ပါပဲကျွန်တော်တို့ဒီတဘာပလီ6ဦးလက်မှတ်ရေးထိုးပြီးတော့မန်လီတိုင်းလွှတ်တော်ကိုပေးပို့ခဲ့ပြီဖြစ်ပါတယ် တော့မန္တလေးတိုင်းလွှတ်တော်ကလာမယ့်စက်တင်ဘာ16ရက်နေ့မှာအတည်ပြုပြီးတာနဲ့ကျွန်တော်တို့ဒီပြာဏမှုကိုဟိုလှုပ်ဆောင်ခဲ့မှာဖြစ်ပါတယ်ဒါကကျွန်တော်တို့တော်လိုင်းအားစုများပေါက်ဆက်နေနိုင်ရေးစင်းညံပေါ်ပေါက်လာတဲ့အနေထားဟာကျွန်တော်မန္တလေးတိုင်းအတွက်မှာရှိတဲ့အင်အားစုတွေအားလုံးဟာအာသူ့အဖွဲ့ကိုယ်အဖွဲ့ဆိုတာကျွန်တော်မခွဲကြဘူးပါတီတွေလွှတ်တော်တွေအာ CDN တွေတမက္ခတွေကျွန်တော်မခွဲကြဘဲနဲ့အားလုံးကတကြီးတကြီးထဲနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတော့ပြရုပ်အနေနဲ့ကျွန်တော်တို့ ဒီတော်လိုင်းအရာစုများပေါင်းစပ်နေတဲ့ဈေးညံဆိုတာကအခန်းတစ်ခန်းနေနဲ့ပါဝင်လာခြင်းလည်းဖြစ်ပါလေဗျဟုတ်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်တကယ်ကိုပြည့်ပြည့်စုံစုံပဲဟိုဆရာပြောပြသွားတာပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒီလာမယ့်စက်တင်ဘာ16ရက်နေ့ဆိုရင်ကျွန်တော်တို့ဒီဂျာကာလာအစီအမံနဲ့ပတ်သက်ပြီးတော့ဆရာတို့အတီးပြုတ်လွတ်တော်ကနေအတီးပြုတ်မယ်လို့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဗျဟုတ်ကဲ့ပါဟုတ်ကဲ့ပါဗျဟုတ်အလုံးကိုအားရပါတယ်ကျွန်တော်တို့ကလေဟိုဟိုကျွန်တော်တို့လည်းလေးလာကြည့်တော့ဟို မတူတာလေးတွေပေါ့ဆရာရန်ကုန်ဆိုရင်လည်း platform ခေါ်တယ်ပေါ့နော်ဟုတ်ပြပါပါဆိုင်းဆိုရင်လည်းခုနပြောတဲ့ဒီစီမံရေးဆွဲရေးကော်ကော်မရှင်လို့ပါလို့တုံးတယ်ပေါ့ဆရာဟုတ်ပြဟုတ်ပြပါဖွဲ့စည်းပုံလို့တုံးတယ်အဲ့တော့အခေါ်လေးတွေကတော့တော်တော်လေးကိုကွဲတယ်မတူဘူးအဲဒါပေမဲ့သဘောတရားချင်းကတော့တူတူပဲပဲကျွန်တော်တို့ကလေဒါ federal ရဲ့ဟို federal ရဲ့ဆရာဘယ်လိုခေါ်မလဲဘူးမတူဘူးနှစ်သာရ federal ရဲ့ federal ရဲ့နှစ်သာရ federal ကိုသွားမှဖြစ်တဲ့အတွက်ဒေသတူနဲ့တူကတော့အခေါ်ဝေါ်တွေလုံးပုံလုံးကြီးတွေတော့ကွဲပြားတယ်တိုးပေမဲ့အနှစ်သာရကတော့ ြောင်းလဲမှုမရှိဘူးဆိုတော့ပုံသဏ္ဍာန်ပါပဲဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာအဲ့ဒါလေးကိုကျွန်တော်ကဟိုလုံလုံမတူဘောနော်လွတ်တော်ကိုခေါ်တာလည်းမတူကျွန်တော်တို့ဒီအစီမံလို့ဆရာတို့ကသုံးတယ်ဟိုဘက်ကဖွဲ့စည်းပုံသုံးတယ်ပေါ့နောက်တစ်ခုကခုနပြောတဲ့ဒီသူတို့ကကော်မရှင်အဖွဲ့စည်းရေးကော်မရှင်သုံးတယ်ဆရာတို့ကတော့ဒီကော်ကော်မတီသုံးတယ်ပေါ့ဆိုတော့ဟိုဘာပဲပြောပြောပေါ့ဒီဆရာကျွန်တော်တို့အားရတာကစကိုင်းနဲ့လည်းနည်းနည်းလေးကြွားသွားတာတော့စကိုင်းကတော့ဒီနှစ်ချမ်းစလုံးမှလှုပ်ကြတယ်ပေါ့နော်လှုပ်ကြပြီးတော့မှသူတို့ပြန်ပေါက်နေဆရာတို့ကြတော့ခုနပြောတဲ့ စုံစည်းရာကိစ္စရှိတယ်ဆရာစုံစည်းရာကနေပြီးတော့ဆရာတို့ဒီဒီဇင်းကြံပေါ်လာတယ်ပေါ့နော်ဇင်းကြံကနေပြီးတော့ဆက်ပြီးတော့ဆရာတို့ဒီလွှတ်တော်နဲ့ဆက်လက်ပြီးတော့ဒီမူချမ်းတွေရေးဆွဲရေးအတွက်ဆရာတို့ခုနပြောတဲ့ဒီကော်မတီလေးတွေပါခွဲတာကိုချိတ်ဆက်ညှိနှိုင်းရေးကိစ္စဒါလည်း NUCC NUG နဲ့လည်းပေါင်းဆက်တယ်။နောက်မူဟာမူချမ်းရေးဆွဲရေးကော်မတီနောက်တစ်ခုကရုံးဖွဲ့ဆိုပြီးတော့စနစ်တကျဆရာတို့ဆောင်ရွက်သွားတာလေးတွေတွေ့ရတယ်။နောက်တစ်ခုကခုနပြောတဲ့အများကိုပါဝင်ပြီးတော့မှဒီဘဝကနေစူးစီးဆုံးဖြတ်တဲ့ဒီ inclusive တဘောကိုဆရာတို့လှုပ်သွားတာ ਉਹ တော့တော်တော်အားရမိတယ်ပေါ့နော်ဒါကလည်းဟိုအများလဲအတူယူစရာကောင်းပါတယ်ဆရာကြီးအဲ့တော့နောက်တစ်ခုပေါ့နော်ကျွန်တော်တို့ဒီဆက်ပြီးတော့မေးချင်တာလေးကတော့ဆရာတို့ဒီဟိုဟာပေါ့ဟိုဒီမန္တလေးဒေသပြည်သူတော်လှန်ရေးအင်အားစုများပေါင်းစပ်ညှိနှိုင်းရေးဇင်းကြံကနေပြီးတော့အဲဒီရွေးဆဲပြဋ္ဌာန်းမဲ့ဒီဒီကိုစားပြုသူ130ခန်းပါဝင်တယ်လို့ ကျွန်တော်တို့သိရတယ်ပေါ့ဒီဒီဒီစင်ကြံမှာတော့အဲ့ဒီကနေပြီးတော့ဆရာတို့ကနေပြီးတော့ဂျာကာလာအုပ်ချုပ်ရေးကောင်စီပေါ့ဒါတနည်းအားဖြင့်တော့သခိုင်းမှာခေါ်တာကတော့ဂျာကာလာအစိုးရပေါ့နော်ဒေတာတို့ဆရာတို့ဆရာတို့ကတော့ Federal Unit လည်းမသုံးဘူးဂျာကာလာမန္တလေးမန္တလေးဒေတာဂျာကာလာအုပ်ချုပ်ရေးကောင်စီကိုဆရာတို့ဖွဲ့စည်းတော့မယ်ဒီ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 အစီအမံကနေဆက်လက်ပြီးတော့အဲ့တော့ ဆရာတို့ဒီရွေးချယ်ရေးကော်မတီနဲ့ဆရာတို့ဖွဲ့စည်းပြီးတော့ရွေးချယ်ရေးကော်မတီကနေရာကိုဖွဲ့စည်းမယ်ပေါ့အဲ့တော့ဆရာတို့ရွေးချယ်ရေးကော်မတီပေါ့ခုနမန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းရေးအတွက်ရွေးချယ်ရေးကော်မတီဖွဲ့စည်းမယ်အကြောင်းလေးတွေပေါ့ဒါတော့မဖြစ်သေးဘူးပေါ့ဆရာအဲ့တော့ကွဲကော်မတီရဲ့ဒီအုပ်ချုပ်ရေးကော်မတီအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာမဲ့ပုံစံလေးတွေရဲ့နောက်တစ်ခုကဘာဖြစ်လို့ဆရာတို့ကဂျာကာလာအုပ်ချုပ်ရေးအဲကောင်စီလို့ပဲတုံးတယ်လေပေါ့နော်ဒီဒီအုပ်ချုပ်ရေးဒီဒီ ဒီဒီဂျက်မန္တလေးဒေသအစိုးရလို့ဂျက်ကလာအစိုးရလို့ဘာလို့မတုံးလဲဆိုတာလေးရယ်အဲနောက်တစ်ခုကတော့ဒီအုပ်ချုပ်ရေးကောင်စီမှာအဲကျွန်တော်တို့တွေ့တဲ့လောက်တော့ဒီမှာတော့ဟိုဘာကွာလဲဆိုတော့စကိုင်းမှာတော့သူကဒီအစိုးရမှာသူကဌာနတွေကိုတခုချင်းဖွဲ့စည်းပုံထဲမှာရေးထားတယ်ဆရာတို့အနေနဲ့ကတော့အဲဒီလိုမျိုးအစီအမံထဲမှာမရေးထားဘူးပေါ့ဒါလည်းအစီအမံနဲ့ဖွဲ့စည်းပုံဥပဒေနဲ့က အဲနည်းနည်းကွာချက်လေးတွေရှိတာလဲကျွန်တော်တို့သဘောပေါက်ပါတယ်အဲ့တော့ဆရာရဲ့အမြင်လေးပေါ့ပြန်ပြောရမယ်ဆိုတော့ခုနကြာကာလဒီအစီအမံမှာဆရာတို့ကနေပြီးတော့ဒီကြာကာလအုပ်ချုပ်ရေးကောင်စီကိုအဖွဲ့စည်းဖို့အတွက်ဒီဖွဲ့စည်းရေးအတွက်ရွေးချယ်ရေးကော်မတီပေါ်ပေါက်လာမယ့်ကိစ္စအဲ့ဒီရွေးချယ်ရေးကော်မတီကနေအုပ်အုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းမယ့်ကိစ္စလေးတွေကိုဆရာရှင်းပြပေးပါဆရာတီတူတည်တင်တာလေးဟုတ်ကဲ့ပါဗျာဟုတ်ကျွန်တော်တို့အခုလက်ရှိ ဒီတော်လိုင်းအရာစုများပေါင်းစပ်နေတဲ့စင်းကြံကလေပနာမအဆင့်အတည်ပြုတယ်ပေါ့လေဒါကတော့ကျွန်တော်တို့ဒေတာတွေမှာရှိတဲ့တော်လိုင်းကြီးမှာပါဝင်နေတဲ့အင်အားစုတွေအားလုံးကိုကျွန်တော်တို့အလေးထားတယ်လေးစားတဲ့အနေနဲ့ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့အစုဖွဲ့အသီးသီးအီပါဝင်တဲ့ဒီပေါင်းစပ်နေတဲ့စင်းကြံကလေပနာမအဆင့်အတည်ပြုလုပ်ငန်းစဉ်ကိုကျွန်တော်တို့လုပ်ခဲ့တယ်ပေါ့လေအဲ့တော့ဒီလုပ်ငန်းစဉ်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီမန္တလေးတိုင်းလွှတ်တော်ကနေမှအတည်ပြုဟိုဟိုပြတန်းရမှာရှိပါတယ် ဒီလုပ်ငန်းစဉ်ကကျွန်တော်တို့လာမယ့်စက်တင်ဘာ16ရက်နေ့မှာလုပ်မယ်ဒီဒီလုံထုံးလုံးဒီနဲ့အညီလွတ်တော်ကအတူပြုပြန်မ်းပြီးတာနဲ့နောက်ဒီအုပ်ချုပ်ရေးကောင်စီဒီပေါ်ပေါဖို့ကျွန်တော်ဆက်ပြီးတော့လှုပ်ဆောင်အောင်ပါပါအဲအဲ့ဒီတွက်ကလည်းကျွန်တော်တော်လိုင်းအင်အားစုများပေါင်းစပ်ညီနိုင်စင်းကြံရဲ့အခန်းကားမှာလည်းတရားဝင်လုပ်ငန်းတာဝန်တွေပြန်မ်းပြီးသားဖြစ်ပါတယ်အဲ့အတွက်အုပ်ချုပ်ရေးကောင်စီရွေးချယ်ရေးအေးကော်မတီကနေမှာကျွန်တော်ရွေးချယ်လာတဲ့ အဲဒီဥချွေကောင်စီဝင်နေပေါ့လေဥချွေကောင်စီဝင်နေကိုကျွန်တော်လွှတ်တော်ကိုပေးဖို့ပြီးတော့မှလွှတ်တော်ကနေမှအတီးပြုပေးရမှာဖြစ်ပါတယ်အဲအဲဒါကလုပ်ငန်းစဉ်တစ်ခုပါအဲ့တော့ဥချွေကောင်စီမှာတော့ကျွန်တော်တို့ဥက္ခရာဒုက္ခရာအတွင်းရင်းမှုဟိုကောင်စီဝင်ဆိုပြီးကျွန်တော်တို့ရေးထားတယ်ပေါ့လေအဲ့တော့အာဒီမှာကျွန်တော်တို့တုံးမှာတော့ဌာနကြီးပေါ့လေဘာလို့လဲဆိုတော့ဟိုတော်လန်ကြီးကာလဂျားကာလဖြစ်နေတယ်ဒီဂျားကာလမှာကျွန်တော်တို့ကဘာတွေလုပ်လို့ရမှာလဲ အဲပြည်သူအဓိကတော့ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေပညာရေးကျန်းမာရေးလူသားစာနာကိစ္စရတည်ရှိမယ်เนาะဒေတာရင်းပြည်သူတွေရဲ့ကျွန်တော်စုံမထင်းချုပ်ပြီးတဲ့တော်လိုင်းရင်းနယ်မြေတွေမှာတရားဥပဒေစုံမကြီးလိုတယ်အဲပြည်သူတွေရဲ့ဘဝလုံခြုံရေးလိုတယ်အဲ့တော့ကျွန်တော်လုံခြုံရေးပေါ့လေဒီဒီလုပ်ငန်းစဉ်တွေအဓိကလုပ်ရမယ့်လုပ်ငန်းစဉ်တွေဟိုပဲကျွန်တော်တို့ကတိုင်ပင်ညှိနှိုင်းပြီးတော့မှဌာနကြီးတွေပေါ့လေကျွန်တော်ဖွဲ့ဖို့ဟိုရှိမယ်ပေါ့လေအဲ့အဲ့ဒါကတော့တည်ရင်ဝင်ကျွန်တော်တို့ ဟိုလွတ်တော်ကနေပဲအတီးပြူပြီးတော့မှာဌာနကြီးတွေထုတ်ပြန်มาပေါ့လေအဲ့တော့ဟိုမတူညီတာကတော့ကျွန်တော်တို့ကဒီကျွန်တော်တို့သုံးထားတာကဂျာကာလာနိုင်ငံရေးအစီအမံပေါ့လေနိုင်ငံရေးအစီအမံဖြစ်တဲ့အတွက်ဂျာကာလာအတွင်းမှာတကယ်လက်တွေ့အကောင့်တဲ့ပေါ်လုံးလို့ရမယ်လုပ်ငန်းစဉ်တွေအေးကိုကျွန်တော်တို့တော်တော်များများဒီခန်းဆန်တဲ့ခန်းကရေးထားတယ်ပေါ့လေအဲ့တော့အုတ်ချိုးရေးကောင်စီဖွဲ့စည်းတဲ့အခါမှာလည်းကျွန်တော်တို့ဒီမှာကအဲဌာနတွေပေါ့ဟိုအရင်ဟိုပေါ့ဟိုကွန်စတီကျူရှင်းလို့ပြောမယ်ဆိုရင်တော့ဝန်ကြီးဌာနပေါ့ ကျွန်တော်ကတော့အစီအမံဖြစ်တဲ့တော့ဌာနကြီးပေါ့ဌာနကြီးတွေဒီမှာကဘာလို့ရေးဆွဲမထားလဲဆိုတော့ကျွန်တော်တို့ဟိုစုံမထင်းချုပ်ဒေတာတွေကလည်းလက်ရှိဒေတာတွေပိုများလာပိုများလာပိုတိုးလာတဲ့ခါမှာဒေတာတစ်ခုနဲ့တစ်ခုကြာမှာကျွန်တော်ကလက်တွေ့အကောင့်တွေပေါ်ဆောင်ရွက်လို့ရမယ်ဌာနတွေကိုပဲကျွန်တော်တို့ဖွဲ့စည်းရမှာဖြစ်တယ်ပေါ့လေအထူးဖြင့်ပညာရေးပါမယ်ကျန်းမာရေးပါမယ်လူသားဆန္ဒကိစ္စတွေပါမယ်ဟိုတေချာတဲ့ကျွန်တော်တို့ဒီဗန္ဓာရေးဆိုင်ရာတွေပါမယ်အဲ့တော့ လုံခြုံရေးဆိုင်တွေပါပေါ့ဒီဒီဌာနကြီးမျိုးတွေပေါ့လေကျွန်တော်တို့ဟိုတရားဝင်ဖွဲ့စည်းဖို့အတွက်ကျွန်တော်တို့ညီနိုင်တိုင်ပင်ပြီးမှတရားဝင်လွှတ်တော်ကိုတင်ပြီးတော့မှလွှတ်တော်ကနေမှထုတ်ပြန်ကြေညာမှဖြစ်တဲ့အတွက်ဒီဂျာကလာအစီအမံထဲမှာတော့ကျွန်တော်တို့တပါတယ်မပါခြင်းဖြစ်ပါတယ်ဩခရာဒူဩခရာအတွင်းရင်းမှုကောင်စီဝင်ဆိုပြီးတော့မှ9ဦးကနေ15ဦးဆိုတာမျိုးပေါ့အဓိကတော့ကျွန်တော်ကြီးကြီးလေးလေးနဲ့အလုပ်လုပ်နိုင်ဖို့ရည်ရွယ်တယ်ဌာနကြီးကိုတခါလည်းမထည့်ခြင်းအပြင်ကတော့လိုအပ်ရင် လိုအပ်တယ်လို့ကျွန်တော်ကတိုးချက်ဖွဲ့စည်းနိုင်တာဖြစ်တယ်အဲဒီဂျာကလာအစီအမံကိုလည်းပြင်ဆင်ရေးအခန်းတစ်ခန်းလည်းကျွန်တော်ပါပြီးသားဖြစ်တဲ့အတွက်ဒီဟာကိုကျွန်တော်တို့ထည့်သွင်းရေးဆွဲမထားခြင်းဖြစ်တယ်ဒါကိုကျွန်တော်တို့အဲကောင်ဒီပေါ့ဌာနကြီး၅ခုလည်းဖြစ်နိုင်တယ်၆ခုလည်းဖြစ်နိုင်တယ်တကယ်လို့ကျွန်တော်လုံရင်းကန်ရင်းနဲ့မှလိုအပ်လာပြီဆိုရင်ကျွန်တော်ဌာနကြီးတိုးချက်ဖွဲ့မယ်ဒီသဘောနဲ့အဲကျွန်တော်တို့မပါဝင်ခြင်းလည်းဖြစ်ပါတယ်လို့ဒီလုပ်ငန်းရှင် project တွေကတော့လွတ်တော်ကနေမှဒီဂျာကာတာနိုင်ငံအစီအမံအတီးပြွေးလုပ်ငန်းရှင်ပြီးနောက်မှာနောက်ဆက်တွဲ အဲဇက်တိုင်းလာမဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်ကျွန်တော်ပေါင်းဆက်ညီနိုင်ရေးဇင်းကြံကနေမှအာဒီ CCG ရွှေအဖွဲ့ဖွင့်မယ် CCG ရွှေအဖွဲ့ကနေမှအာဒီရွေးချယ်ထားတဲ့အဲကောင်စီဝင်တွေကိုကျွန်တော်လွှတ်တော်ကိုပေးပို့မယ်လွှတ်တော်ကနေအတည်ပြုမယ်အပြီးရင်အဲကောင်စီဝင်တွေကိုလွှတ်တော်ကနေဥက္ခရာဒုက္ခရာအတွင်းရင်းမှုဌာနကြီးမှုတွေကျွန်တော်တို့ပြန်ပြီးတော့မှတရားဝင်ထုတ်ပြန်ကြေညာတဲ့လုပ်ငန်းစဉ်တွေကအဲတော့ရှောက်ကျွန်တော်တို့ရှိနေမှာဖြစ်ပါတယ်ဗျာဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့ဆရာကြီးအလွန်ကျေးဇူးတင်ပါတယ်ဒါဆိုဘေးကနေပြီးတော့ကြီးနေတဲ့သူတွေလည်းပို့ပြီးတော့မြင်သွားတာပေါ့ဆရာတို့ရဲ့အယူအဆကဒေါ်လာကြီးတော်လိုင်းကြီးဒေါ်လာကြီးကာလဖြစ်တယ်ပေါ့ဒေါ်လာကြီးကာလဆိုတော့ဆရာတို့စုမိုးတိတ်ချုပ်မှုတွေလည်းမငြိမ်နိုင်ဘူးမြေပြင်မှာလည်းလက်တွေ့တိုက်ပွဲတွေဖြစ်နေတဲ့အတွက်မြေပြင်မှာဆောင်ရွက်ရမယ့်လုပ်ငန်းတွေအနေနဲ့ကလည်းအရေးကြီးတဲ့လုပ်ငန်းတွေပေါ့နော်အရေးကြီးတဲ့လုပ်ငန်းတွေဝန်ဆောင်မှုဆိုရင်လည်းဆရာတို့ဟိုအရေးကြီးတဲ့ဝန်ဆောင်မှုတွေကိုပဲဆရာတို့ကအာယုံစိုက်ပြီးတော့ ီတော်လန်ရင်းနဲ့အပြိုင်ပေါ့နော်ဒီဒီဒီအညီပေါ့ဒီဒီ context to context အတိုင်းကိုဆရာတို့ကဆောင်ရွက်မဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ဝန်ကြီးဌာနတွေကိုလည်းဆရာတို့မတုံးမှုအစီမံရလဲဆရာတို့အချုပ်အခြာကောင်စီလိုပဲတုံးတယ်ဝန်ကြီးဌာနတွေအနေနဲ့ကလည်းဆရာတို့အရေးကြီးတဲ့ဒီလုပ်ငန်းနဲ့ဒီဒီကာလနဲ့ကိုက်ညီတဲ့ခုနဗန္နာရေးတို့လုံခြုံရေးတို့အခုနပြောတဲ့လူသားစာနာတို့ပညာရေးကျန်းမာရေးဒီလိုမျိုးပဲဆရာတို့အဓိကဆောင်ရွက်သွားမယ်ဆိုတာကြောင့် ဟိုကျွန်တော်တို့ဟိုဒါအကုန်လုံးရှင်းသွားတာပေါ့ဆရာရယ်နောက်တစ်ခုကတော့ဆက်သေးပါဆရာရယ်မေးချင်တာကအခုဆရာတို့ဒီခုနပြောတဲ့ဒီစင်ကြံနေပြီးတော့ဆရာတို့ဒီဂျာကာလာနဲ့ပတ်သက်တဲ့ဒေသနာအုပ်ချုပ်ရေးရွေးချယ်ရေးကောင်စီပေါ်လာမယ်အဲ့ဒီရွေးချယ်ရေးကော်မရှင်ကနေပြီးတော့ဖြစ်ပေါ်လာမယ်ဒီအုပ်ချုပ်ရေးကောင်စီပေါ်အဲ့ဒီအုပ်ချုပ်ရေးကောင်စီရဲ့ဟိုခုန ဌာနတွေကတော့ကျွန်တော်တို့သိသွားပြီပေါ့နော်သူတို့ရဲ့အသေးစိတ်လုပ်ငန်းတချို့ရှိနိုင်နေဆရာနောက်တစ်ခုကဟိုဒေတန္တရာအုပ်ချုပ်ရေးကိုလည်းဆရာတို့အစီအမံမှာတော့ကျွန်တော်မတွေ့ဘူးပေါ့နော်ဆရာဒါအပြစ်ပြောတာတော့မဟုတ်ပါဘူးဆရာတို့ရဲ့ idea လေးနဲ့ဆရာတို့ကအဲဒီလိုမျိုးအုပ်ချုပ်ရေးကောင်စီမှာဟိုလုပ်ငန်းဆောင်ရွက်မှုတွေဆိုရင်ဟိုဘယ်လိုမျိုးလုပ်ငန်းဆောင်ရွက်မှုတွေနဲ့သူတို့ရဲ့တာဝန်ယူမှုတာဝန်ခံမှုတွေကိစ္စတွေရောရွေးချယ်မှုကိစ္စတွေရောအဲသူတို့ရဲ့လုပ်ငန်းတာဝန်တွေအပြင်ဆရာတို့အဲဘယ်လိုမျိုး ဒီဟာတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်မပါဘူးဖြစ်နေတာပေါ့နော်နောက်တစ်ခုကတော့ဒေတန်ဒရာအုပ်ချုပ်ရေးဖြစ်တဲ့ခရိုင်မြို့နယ်ရက်ကျင်းအစရှိသဖြင့်အုပ်ချုပ်ရေးတွေပုံမှာစီမံခန့်ခွဲမှုတွေလည်းဒီထက်မှမပါဘူးဖြစ်တယ်အဲဒါကတော့တခြားဒီ unit တွေနဲ့ကွဲပြားတာပေါ့အဲ့တော့ဆရာတို့ရဲ့အဲ့ဒီပုံမှာအဲဆက်လက်ပြီးတော့ဘယ်လိုမျိုးဆောင်ရွက်မှာလဲဆိုတာလေးကိုပြောပြစေချင်ပါတယ်ဆရာโอเคပါကကျွန်တော်တို့လေအခန်းမှာတော့အဓိကတော့အုတ်ချွေအခန်းမှာတော့ဟိုဒါကလာအစီအမံဖြစ်တဲ့အတွက်တော့ မူမူပိုင်းဆိုင်ရာရောကျွန်တော်တို့ပြန်လန်းထားတယ်အဲ့တော့အုတ်ထွေးကောင်စီပေါ်ပေါက်လာတဲ့အခါမှာကျွန်တော်တို့ဒီအုတ်ထွေးကောင်စီနဲ့သက်ဆိုင်တဲ့ဥပဒေကျွန်တော်တို့အသေးစိတ်ရှိမှာပါအဲ့ချိန်မှာဒါကတော့ကျွန်တော်တို့ဒီထက်မှာအသေးစိတ်မပါဘူးပေါ်ဆောင်ရမယ့်ကျွန်တော်မူဝါဒတွေပါတယ်အဲ့တော့မန္တလေးဒေသလွှတ်တော်ပေါ်ပေါက်ပြီးတာနဲ့မန္တလေးဒေသကနေမှဟိုဒီလက်ရှိပေါ်ပေါက်လာတဲ့ဂျာကလာအုတ်ထွေးကောင်စီရဲ့ဥပဒေကျွန်တော်တို့ထွက်လာပါမယ်အဲ့ထွက်လာတဲ့အခါမှာဒီမှာတော့ကျွန်တော်တို့အသေးစိတ်တွေပါမယ်အဲဒါတစ်ချက်ရှိပါတယ် ။နောက်အာဒီလက်ရှိပေါ့လေကျွန်တော်တို့အာရှာမေးတဲ့အနေထားရဆိုကျွန်တော်တို့ဒီလက်ရှိ UNG အစိုးရရဲ့အာဂျာကာလာဒီဇန်နာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီအားနေမှာအာဆောင်ရွက်နေတဲ့ပြည်သူ့အုပ်ချုပ်ရေးရန်ရာရှိတယ်အဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေပေါ့အော်ဒီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ကျွန်တော်တို့အုပ်ချုပ်ရေးကောင်စီနဲ့ဘယ်လိုချိတ်ဆက်မှာလဲဆိုတော့လက်ရှိလဲကျွန်တော်တို့ဟို UNG အစိုးရရဲ့ FSCC ပေါ့လေပြည်နယ်ဖယ်ဒရယ်ယူနီယံများနဲ့ချိတ်ဆက်နေတဲ့အဖွဲ့ပေါ့လေအဲ ဲ့ဒီအဖွဲ့နဲ့ကျွန်တော်စကားပြောနေရတာရှိပါတယ်ဘာလို့ဆိုတော့ဒီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေလက်ရှိဖွဲ့စည်းပြီးသားရှိတယ်အထူးသဖြင့်ကျွန်တော်မန္တလေးအဲတိုင်းမှာဆိုရင်ကျွန်တော်28မြို့နယ်ပေါ့လေ28မြို့နယ်မှာအုပ်ချုပ်ရေးရန်ရားတွေရှိတယ်တချို့မြို့နယ်တွေကတော့အဲဒီ online အနေနဲ့လေပတ်နိုင်တယ်တချို့မြို့နယ်တွေကပြည်ရင်မှာလက်တွေ့လေပတ်နေပေါ့လေအဲ့တော့ဒီလေပတ်နေတဲ့ဒီဂျာကာလာအုပ်ချုပ်ရေးပေါ်ဆောင်မှုဘိုးကော်မတီရဲ့အုပ်ချုပ်ရေးရန်ရားတွေနဲ့ကျွန်တော်တို့ပေါ်ပေါက်လာမဲ့ဂျာကာလာအုပ်ချုပ်ရေးကောင်စီနဲ့ကကျွန်တော်တို့ဒီချိတ်ဆက်ညှိနှိုင်းပြီးတော့မှကျွန်တော်တို့ ဒါကိုကျွန်တော်တို့ဖော်ဆောင်ရမယ့်လုပ်ငန်းစဉ်လည်းကျွန်တော်ရှိဟိုဟိုရှိမှာဖြစ်ပါတယ်အဲ့တော့ဖော်ဆောင်ရမယ့်လုပ်ငန်းစဉ်အသေးစိတ်တွေကလည်းကျွန်တော်တို့တရားဝင်ဥပဒေအဲထုတ်ပြန်ပြောင်းလဲပြီးတော့ကျွန်တော်ဆောင်ရမှာရှိတယ်အဲလက်ရှိဒီအခန်းလေးမှာကတော့ကျွန်တော်ကအသေးစိတ်ပေါ်ပြထားခြင်းမရှိတာအဲ့ဒါကြောင့်ပါကျွန်တော်တို့လွတ်တော်အနေမှာအချွေဆိုင်ဥပဒေပေါ်လာမယ်ပြီးရင်ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက်လိုအပ်ရင်လိုအပ်တဲ့ဥပဒေတွေကျွန်တော်တို့ထုတ်ပြန်ပြောင်းလဲမှုဟိုရှိပါမယ်ဗျဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဆိုလိုချင်တဲ့သဘောကတော့ဆရာတို့ဒီအုပ်ချုပ်ရေးကောင်စီရဲ့ဥပဒေကိုတီးကြဆရာတို့ဟိုထုတ်ပြန်မယ်ဟိုရေးဆွဲကြမယ်ပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီတန်ဒရာကြတော့လဲလက်ရှိရှိနေတဲ့ဂျာကာလာဒီတန်ဒရာအုပ်ချုပ်ရေးဟိုဒီဒီ NUG ရဖွဲ့ထားတဲ့ဂျာကာလာဒီတန်ဒရာအုပ်ချုပ်ရေးကောင်စီဟိုပါပေါ့နော်ဟိုအဖွဲ့ပေါ့အဲ့ဒီညာနဲ့ညှိနှိုင်းပြီးတော့ဆရာတို့ကတော့ဒီတန်ဒရာအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့လဲဆရာတို့ညှိနှိုင်းမယ်ပေါ့အဲ့ဒီ ထက်မှလည်းအုပ်ချုပ်ရေးကဏ္ဍထဲမှာလည်းဆရာတို့မျိုးနယ်ရဲ့ကြေးတွေရဲ့တာဝန်ခံမှုတွေနဲ့ပတ်သက်ပြီးတော့လည်းဆရာတို့ပါပါလာနိုင်တယ်ပါမယ်အသေးစိတ်ပါပါမယ်ဟုတ်ကဲ့ပြပါမယ်ဒါကကျတော့ကျွန်တော်ကဟို constitution တော့မဟုတ်ဘူးဟိုတော်လိုင်းကာလာအဖြစ်တယ်ဂျာကာလာဖြစ်တော့ကျွန်တော်တို့ကကျတော့ constitution ဆိုရင်တော့တေချာတယ် referendum လို့မှာဒီကာလာကြီးမှာကျွန်တော်လုံးလုံးမရတဲ့အတွက်အဲဂျာကာလာနိုင်ငံရေးအစီအမံဆိုကျွန်တော်တို့ဖြစ်လာတယ်အစီအမံနဲ့တော်ညီစွာကျွန်တော်တို့ပါဝင်နေဒီထဲတင်ထဲထိုက်တဲ့ လက်တွေ့ပေါ်ဆောင်နိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်အခန်းဆန္ဒခန်းမှာတခန်းကြီးလိုက်ထည့်လာတယ်။ပြီးမှကျွန်တော်လွတ်တော်အနေမှာအဲဂျာကလာအုပ်ချုပ်ရေးကောင်စီနဲ့ဆိုင်တဲ့ဥရီတွေကိုလက်တွေ့အဲလှုပ်ဆောင်လို့ရမယ်အခန်းကဏ္ဍအလိုက်တခန်းချင်းလိုက်ပေါ့လေတာဝန်မှုတာဝန်ခံမှုပေါ့အဲဟိုပေါ့ဥပမာအနေနဲ့ပြောရရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံကဘာတွေလုပ်ရမယ်ဘာတွေမလုပ်ရဘူးသူ့ရဲ့ criteria တွေရှိမယ်တာဝန်မှုတာဝန်ခံမှုတွေရှိတယ်ဒါရင်လည်းပတ်သက်လို့ကျွန်တော်ဥရီတွေကပြန်ထွက်လာမှာဖြစ်ပါတယ်ကဟုတ်ဟုတ် ဟုတ်ကဲ့ပါဆရာကျေးဇူးပါအမတန်လည်းအားရဖို့ကောင်းပါတယ်ကျွန်တော်တို့ပထမပိုင်းကတော့အဲဒီလောက်ပါပဲဆရာကျွန်တော်တို့ဆက်ပြီးတော့မှခုနပြောတဲ့ဂျာကလာဒီအစီအမံနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်တော့ကျွန်တော်တို့ဒီအုပ်ချုပ်ရေးဖွဲ့တွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်လက်ရှိနိုင်ငံရေးနဲ့ပတ်သက်ပြီးဖြစ်ဖြစ်ဆက်လက်ဆွေးနွေးပါမယ်ဆရာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဗျဟုတ်ကျေးဇူးပါဗျဟုတ်ကဲ့ပါ